မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအောင်ဆုံးတပုတ်အနေနဲ့ မုံရွာနာမခရဲကိုရှော့တိုက်တုံးသုံးလုံးကြားရောက်ပောက်ကွဲနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးအချင်းဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကိုရှော့တိုက်တုံးသုံးလုံးအောင်မြင်စွာဖြစ်သွင်းနိုင်ခဲ့ကြောင်းသိရပါရယ်။ဇွန်လ14ရက်ည10:30မိနစ်ခန့်မှာနာမခအတွင်းကို109မမရှော့တိုက်တုံးသုံးလုံးပစ်ခတ်ခဲ့ရာသုံးလုံးစလုံးနာမခရဲကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါရယ်။စားပွဲတောက်ပွဲလုပ်တဲ့နေရာတစ်လုံးတော့ကြာသွားတယ်လို့သိရပါရယ်။အခြားကြားတဲ့နေရာတွေကစုံစမ်းနေသေးပါအကောင့်ကြီးတကောင်လာလို့အစီဝေးလောက်တာပြီးသွားလို့စားပွဲတောက် ပွဲလုပ်တာလို့သိရကြောင်း Brace Warrior Form မြန်မာမှတာဝန်ရှိသူတအုပ်ကပြောပါရယ် short ride တုံပြစ်ခတ်ပြီးရဲ့နောက်နာမခရဲမှာတံပြန်ပြစ်ခတ်မှုတွေရှိခဲ့တော့လဲတော်လိုင်းရဲပေါ်များထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်အဲ့ဒီတိုက်ခတ်မှုကို Brace Warrior Form မြန်မာ ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Share Room မုံရွာအဖွဲ့ Shri Trigan Mahame တရင်နဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပြီးနာမခရဲရှိစစ်သားများထိခိုက်မှုအခြေအနေစုံစမ်းနေစေဖြစ်ပါရယ် နာမခကစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ရှိစကောင်စင်ရဲ့လက်ယုံတပ်ဖွဲ့တွေကိုအတိအကအမိန့်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တပုံးနေနဲ့ပြင်းရင်တီဆောင်နေတဲ့စစ်တပ်တပ်ဖန်ခေါင်းထောင်လာနေပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာရှင်စနစ်လက်နက်ကင်တော်လိုင်းကြီးနဲ့တူ2029စစ်စင်ရေးကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတွေမှာဥကျိုးပျက်စီးခဲ့တဲ့စစ်တပ်ဟာပြင်းရင်တီဆောင်လာနေရလို့စီရေးကတ်ခဲတွေကသတင်းဌာနကိုပြောပါရတယ်။စစ်ကောင်စီအသက်သွင်းလိုက်တဲ့ပြည်သူစစ်မှုရန်ဥပဒေအရနှီးပေါင်းစုံနဲ့လူငယ်လူရွယ်တွေကို တပ်သားဖြင့်စုဆောင်းလိုက်တဲ့အခါအင်အားတောင်းတဲ့ချိန်ရရှိလာပြီးတပ်မြန်ထိုးစစ်အတွက်စစ်တပ်ဟာကောင်းတောင်ပို့ကြိုးပမ်းလာပါတယ်။အင်အားလိုအပ်ချက်ရဖြည့်တင်းထားတဲ့စစ်မှုနဲ့တနန်းစင်တွေကနိုင်ငံတော်ဝန်ရှိရင်ဆိုင်နေရတဲ့ ရှင်နဲ့စစ်မျက်နှာတွေနဲ့နောက်တန်းစစ်စခန်းတွေမှာပို့ဆောင်ခံရပြီးခုခံစစ်ပါဝင်ထိုးစစ်အတွက်အထုံးချခံနေရပါတယ်။ဒါဟာငကြင်းစီနဲ့ငကြင်းပြန်ကြော်တလို့လူငယ်တွေကိုတရားလက်လွတ်ဖမ်းဆီးပြီးအတင်းအတ္တမစစ်တင်တဲ့ပို့ကတက်ကွင်းနဲ့လူသားတိုင်းသဖွင့်လွတ်နေတာလို့လူခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။စီဒီယံဗိုလ်ကြီးကောင်းသူဝင်ကစစ်တပ်ဟာလူဝင်ရရလာတဲ့တပြိုင်နက်ရှိသမျှလူအရင်းမြစ်တွေနဲ့အခြေအနေပြန်ကောင်းလာနိုင်ဖို့ဒီလိုမျိုးအထုံးချနေတာလို့သုံးသပ်ပါတယ်။အဲဒီတော့သူရဲ့ရန်နီးယားမှာတော့လူဝင်ရရလာတဲ့တပြိုင်နက်ရှိပြီးသားလက် ်နက်ခရင်အရှင်မြင့်ရှိမယ်သူတို့ရဲ့အာသာချက်ဖြစ်တဲ့လေကြောင်းတွေရှိမယ်နောက်ပြီးတော့သူတို့ရဲ့လက်နက်ခရင်တွေထုတ်နိုင်တဲ့ကာပတ်စတွေရှိမယ်နောက်ပြီးတော့သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မယ်ပြည်သူရဲ့ဗန်နာငွေကိုလက်ထဲကင်ပြီးသူတို့အခြေအနေပြန်ကောင်းနိုင်ဖို့ဒီလိုမျိုးအတုံးချဆောင်ရွက်နေတာကိုတွေ့ရပါမယ်လို့စီဒီအန်ဖူကြီးကောင်းသူဝင်ကပြောပါတယ် နိုင်ငံကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့အကြောင်းပြချက်နဲ့စစ်ကောင်စီကစစ်မှုထမ်းတင်နန်းပတ်စင်တစ်ကနေ၁၇ရက်အထိတင်နန်းဆင်းထားပြီးတက်တာအရင်အတွက်9000ခွဲလောက်ထိရရှိထားတာပါစစ်မှုထမ်းပတ်စင်တစ်ခုမှာတက်တာ9000လုံးနဲ့ရထားလာဖြစ်တဲ့အတွက်လာမယ့်ရက်ပိုင်းတွင်ဖွင့်လှစ်မယ့်ပတ်စင်၁၄ထိဆိုရင်တက်တာအင်အား9000လောက်ရှိနိုင်မယ်လို့နားလည်ထားပါတယ်စစ်ကောင်စီအနေနဲ့မြို့ပေါင်း60ကျော်အလုံးစုံဆုံးရှုံးထားပြီးကျင်းပမဲ့ရွှေကောက်ပွဲအတွက်မဲဆန္ဒမြေပုံမှုရရှိရင်ပြည်သူစစ်မှုထမ်းတွေပြည်သူစစ်တွေတပ်ဖွဲ့ဝင်တွေလက်နက်နယ်မြေတွေ ြံရဖို့အင်အားလုံးရင်တုံးပြီးထိုးစစ်ဆင်နေတာပါမန္တလေးမူစေနေဆက်ကုံသွင်းလမ်းကြောင်းပေါ်ရှိရှမ်းမြောက်ကနောင်ချုံမြို့ကိုထိုးစစ်ဆင်နေတယ်လို့ကချင်ကဖားကတ်ပါဝင်ရှမ်းကရားနေဆက်မိုးပြင်းနဲ့ဖဲကုံတကြောကိုလည်းတိုက်ခိုက်နေတာလို့ဒေသသတင်းရင်းမြစ်တွေစီကသိရပါတယ်ဒါအပြင်ကရင်ကကြုံတို့နဲ့ကော့ဂရစ်မြို့နီးလို့မှာစစ်ကြောင်းတွေခွဲပြီးအင်အား900ဝန်းကျင်နဲ့ထိုးစစ်ဆင်ဖို့စစ်ကောင်စီတပ်ကကြိုးပမ်းနေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်ကရင်နီလူခွင့်ရေးအဖွဲ့ဒါရိုက်တာဥပညာကစစ်တပ်ပြိုလဲတော့မယ်အနေထားမှာစစ်မှုထမ်းအ ဥပဒေနဲ့အင်အားဖြစ်ပြီးအတင်းအသင့်ခံတိုက်နေတာဟာတက်ကိုတိဆောက်လို့မရသလိုအရင်လိုမျိုးလုံနိုင်စွမ်းမရှိတော့ဘူးလို့သုံးသပ်ပါတယ်တက်ပြတ်တဲ့တက်ကိုစူးစမ်းတိဆောက်နေတဲ့အတင်းမဲ့အသင့်ခံပြီးတိုက်နေတာဟာရေရှည်တက်ကိုတိဆောက်လို့မရဘူးဒါကြောင့်မလို့တက်ကိုတိဆောက်တယ်လို့ပြောလို့မရပဲနဲ့ဖြူလောရမယ့်ကာလတစ်ခုမှာဂျာကန်အတုံးလေးစစ်မှုတန်းဆိုတဲ့ဥပဒေနဲ့လူတွေကိုအသင့်ခံပြီးတော့လူသားတတိုင်းကထားတဲ့ပုံစံလောက်ပဲရှိမယ်တကယ်လက်တွေ့ကစည်ရေးပရိယာဖြစ်စေလက်နက်ခင်းရဖြစ်စေအရင်တုန်းကလိုမျိုးဖောဖောတီတီမရှိတော့ဘူးအရင်ကလိုမျိုးလုံနိုင်စွမ်းမရှိတော့ဘူးဆို ဆိုတာကျွန်တော်တို့ပြောလို့ရတယ်လို့ဆိုပါတယ်စစ်တပ်ကခင်းဆက်ဆက်ခိုင်မာအားကောင်းတဲ့တိဆောက်ပုံတွေရှိပြီးငွေချင်းအရင်မြစ်တွေနီးနာရီလူခွင့်ကြီးတွေအရင်မြစ်တွေအရင်အရန်အရင်မြစ်တွေနဲ့ အချိန်ကအဆောင်တောက်တိုင်တွေက institution တစ်ခုလုံးမှာဆက်ရှိနေတာပါတန်တမန်ရေးမှာလည်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ရဲ့မျက်နှာသာပြီးထောက်ခံမှုတွေရရှိထားသလိုအာဆီယံပါဝင်ဒေသတွေနိုင်ငံတွေကလည်းစီးပွားရေးရာထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ် Justice for Myanmar ရဲ့အချက်အလက်တွေအရအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ VNN Thai Singapore Malaysia နဲ့ Indonesia ကကုမ္ပဏီ54ခုကစစ်ကောင်စီကိုအခွန်ငွေလိင်ညစ်စည်းနဲ့နှိပညာတွေပံ့ပိုးကူညီနေတယ်လို့သိရပါတယ် တစ်ဖက်မှာလည်းလူတို့အပေါ်အထွေထွေကြွကြုံကြမှုတွေဖြစ်အောင်ဖန်တီးပြီးတော်လိုင်းအင်အားစုတွေကိုမထောက်ပံ့နိုင်အောင်လှုံ့ဆော်နေတာမို့မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အင်းမွန်ကပြောပါရယ်တစ်ဖက်ကလည်းရှမ်ပုံငွေတွေကိုပြည်သူတွေကနေတဆင်တိုက်ယူနေတဲ့အခုဆိုလို့ရှိရင်လိုင်စင်မဲ့ရှင်တွေဆိုင်ကယ်တွေကိုဖမ်းနေတိမ့်စရာရှိတာပိုက်စိတ်တိုက်သိမ်းနေဆိုလိုတာကအထွေထွေကြွကြုံကြမှုဖြစ်စေအောင်တမင်ဖန်တီးပြီးတော့တော်လိုင်းအင်အားစုတွေကိုမထောက်ပံ့နိုင်အောင်လုပ်နေတဲ့သဘောမျိုးဖြစ်တဲ့လေကြောင်းနောက်ပြီးတော့မြေပြင်မှာအရက်သားတွေပြစ်မှတ်ထားပြီးရှာဆွမှုတွေကိုနေတိုင်းဖိနှိပ်မှုတွေလုပ်နေရလို့ဆိုပါရယ်နိုင်ငံ င်ရေးတရားဝင်ရရှိရေးနဲ့စစ်တပ်ပါဝင်စစ်အာဏာရှင်တွေရဲ့အာဏာတည်မြဲရေးအတွက်တော်လိုင်းတိုက်ပွဲတွေရှိနေသည့်တိုင်စစ်ကောင်စီကရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့ပြင်ဆင်နေတာပါရွေးကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီရင်တွေရမဲဆန္ဒနဲ့269မြို့နယ်မှာရွေးကောက်ပွဲကျင်းပဖို့ရှိနေမယ်လို့သိရပါတယ်ဒါဟာမြို့နယ်ပေါင်း330ရှိတဲ့မြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကျော်မှာရွေးကောက်ပွဲကျင်းပမယ်လို့နားလည်ထားတာပါ အပိုင်းလိုက်ကျင်းပဖို့ရာတဲ့ရွေးကောက်ပွဲကိုနယ်မြေလုံးကျုံ၏အခြေအနေများကျင်းပနိုင်တဲ့မြို့နယ်တွေမှာဆောင်ရွက်သွားမှာဖြစ်ပြီးမကျင်းပနိုင်တဲ့မြို့တွေကိုလည်းကြီးညာပေးမယ်လို့ကော်မရှင်ကအတည်ပြုထားပါတယ်။နိုင်အင်းမွန်ကတော့ကံကောင်းရင်ဂျာခန်နိုင်ငံပါတီကနေတဆင်တရားဝင်မှုကိုရယူနိုင်မဲ့တန်းပြီဟာပဋိပက္ခတွေပုံမပြင်းထန်လာမှာမို့စစ်ကောင်စီအတွက်လွယ်ကူတဲ့ကိစ္စဟုတ်မနေဘူးလို့မှတ်ချက်ပြုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တန်ပြူစီရဲ့ရေးလမ်းမှာတိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီဘက်နှစ်ဦးတိဆောင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တန်ပြူစီရဲ့ရေးပြည်သာစုမတ်ရှင်လမ်းမှာ မှာတွန်လိုင်းတက်တွေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်သား၂ယောက်တည်ဆုံးပြီး၅ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ13ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန်မှာတန်ဖြူစီရဲ့ရေးပြည်တော်စုမှတ်ရှင်းလမ်းမှာရှိကုန်းမြင့်တာယာနဲ့ကလိုင်ပတော်ကြေးရွာနီကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ကျွန်တော်တို့သတင်းရတာထက်ကျွန်တော်တို့ရှိတဲ့ဘက်ကိုစစ်ကြောင်းထိုးလာတာပါ။တည်ဆုံးတာနဲ့ထိခိုက်သတင်းတွေကမြင့်မြင့်တော့မဟုတ်ပါဘူး။ပြန်ပြီးစုံစမ်းသိရှိထားတဲ့သတင်းမှလို့ဆိုပါတယ်။တိုက်ပွဲကနိုင် ရီဝက်ခံကြမြင့်ခဲ့ပြီးစစ်ကောင်စီဘက်က၂ရောက်တီက၅ရောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲကိုရှာမညမွန်တက်တော့ရာမညစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်ရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တာလို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်လက်နက်ကြီးရန်ပစ်နေတာကြောင့်ဖြီသူလူတို့အနေနဲ့မိမိတို့နေထိုင်ရာဒေသအနီးဝန်းကျင်ရှိစစ်ရေးတရင်တွေကိုနားဆွင့်တတိရှိကြဖို့လေကြောင်းအနေရကိုလည်းတတိရှိရှိနေထိုင်ကြဖို့နှိုးဆော်တိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့နောင်ချုံမြို့နယ်နေရာ၃ခုကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့ ွက်တိုက်ပွဲများဖြစ်ပွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ရွှေသွန်းကျင်းရွာကံကြီးကျင်းရွာနဲ့ပိန်းနေကုန်းနယ်ညောင်တော်ကျင်းရွာဘက်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေကြောင်းတအောင်းတရနယ်လေးသတင်းထုတ်ပြန်ပါတယ်။ဇွန်လ23ရက်နေ့နေ့လယ်12မိနစ်20ချိန်နောင်ချုံမြို့နယ်ရွှေသွန်းကျင်းရွာမှာစစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော်တရနယ်လေးတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး35လုံးနဲ့ဒရုန်းနဲ့ပုံး12လုံးပစ်ကူတိုက်ခိုက်ခဲ့ကြောင်းအလာဒူပိန်းနယ်ကုန်းနယ် ိန်ညောင်တောကျေးရွာဘက်မှလည်းစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNN လေးတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး42လုံးနဲ့ drone နဲ့ပုံး9လုံးကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့အတူဆွန်လာစနေနေ့နေ့မှလည်းကံကြီးကျေးရွာဘက်မှတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးအလုံး90နဲ့ drone နဲ့ပုံး15လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်တန်တင့်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်စင်နာရီပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြည့်ရကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးထားစဉ်စစ်ကောင်စီကအခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်တယ်လို့ DNL ကဆိုပါတယ်စစ်ကောင်စီရဲ့လေရင်နဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရည်တတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှာကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ဆိုင်ရာနီလန်များလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းဖြီသူများကို DNL ကပန်ကြားထားပါတယ်အကြံဖက်စကောင်စီကငလင်းပြန်လဲထူထောင်ရေးအတွက်ဇွန်လတလလုံးအပြည့်ရခဲ့ အပြစ်အခံရစရေးကြီးညာထားတဲ့ကြားမှာ DNL တင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်